မလူသင်မဆောင်သင်သောပန်းအညွတ်များအကုသိုလ်ဓာတ်များပါသောပန်းများဒေါသနှင့်မကောင်းကျိုးကိုသာပေးစွမ်းနိုင်သောပန်းများအညွတ်များမှာတစ်စော်စိမ့်စော်ကြပန်းနှစ်ဒေါနာပန်း၃နင်းစီပန်း၄စပယ်ပန်း၅ျက်မောက်ပန်း၆လူအများသတ်မှတ်ထားသော စီးပွားကမုံပန်း၇နင်းပန်း၈ပြုတ်စကားပန်း၉စကားစိမ့်ပန်း 30တမာညွတ်71ပရောက်ပန်72ငကားဆက်ပန်စသောဤ72မျိုးသောအညွန့်ပန်းများသည် အာကုသို့တတ်ပါသောပန်းအညွန့်များဖြစ်ကြသည်မဆောင်ကောင်းမဆောင်ထိုက် မပန်ကောင်းမပန်ထိုက်မနစ်တကောင်းဖျားကူပန်းကတ်တဲ့အလေးအထဖြစ်ပေါ်လာပုံကိုအရင်ပြောပါမယ်နော်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းက အခြားအနေနဲ့အရရက်ကလူတွေဟာဖျားဖူးလာကြပါတယ် အဲ့ဒီလိုဖျားဖူးလာတဲ့အခါမှာနေဘူးတွေက လာရတာရဲ့ခရီးဝေးကလာရတာရဲ့ကြောင့်ဖျားရှိရောက်တဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်ကမတန်ရှင်းတဲ့ချွေးနှံ့တွေထွက်ပါတယ်အဲ့ဒါကိုအရှင်အနန္ဒာမထေရတည်တော်မူတဲ့အခါမှာပန်းတွေတွားယူလာပြီးအဲ့ဒီပရိသတ်တွေရဲ့ကြားထဲမှာပန်းတွေလိုက်ချထားလိုက်ပါတယ်အဲ့ဒီလိုပန်းတွေလိုက်ချထားလိုက်တဲ့အခါမှာတစ်ကြောင်လုံးပန်းရနှံ့တွေတင်းပြန့်ပြီးမကောင်းတဲ့ချွေးအနှံ့သက်တွေပပျောက်သွားပါတယ် ဲ့ဒီချိန်ကနေစပြီးဖះကိုပန်းကတ်တဲ့အလေးအထပန်းပူစော်တဲ့အလေးအထဖြစ်ပေါ်လာတယ်လို့သိရပါတယ်။ဒါကြောင့်ဖះကိုပန်းကတ်တယ်ဆိုတာဟာဖះเจ้าဆောင်မှွေးကြိမ်ဖို့တနည်းဖះเจ้าဆောင်မှာကြက်တည်ရှိဖို့ကတ်တာဖြစ်တဲ့အတွက်ဘဲပန်းပဲဖြစ်ဖြစ်ကတ်ကောင်းပါတယ်။မကတ်ကောင်းတဲ့ပန်းရည်လို့မရှိပါဘူးနော်။ဖះကိုပန်းကတ်တာဟာကုသိုလ်ဖြစ်ပါတယ်။ကုသိုလ်ဆိုတာဟာတစ်အပြစ်ကင်းပါတယ်နှစ်ကောင်းကျိုးကိုပေးစေပါတယ် ဲ့ဒီလိုအပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ကိုလုပ်တာဟာဘာမှကောင်းကျိုးမှ ဖြစ်เสียရအကြောင်းမရှိပါဘူးเนาะဒီတက်မဲ့ဖြစ်တဲ့ပန်းတွေကလည်းပဲလူတွေကိုမိတိမကောင်းကျိုးမှမပေးနိုင်ပါဘူးလူတွေကိုမကောင်းကျိုးပေးတာဟာလူတွေပြုလုပ်နေတဲ့အကုသိုလ်တရားတွေကသာမကောင်းကျိုးပေးတာဖြစ်ပါတယ်ဖယားမဟောတာကိုဖယားဟောအထင်နဲ့ကိုယ်တိုင်လည်းလက်ခံတယ်သူတစ်ပါးတွေကိုလည်းဖြန့်ဝေခြင်းဟာထေရဝါဒနဲ့လည်းစန့်ကျင်သလို ူများတွေကိုလည်းလမ်းမရောက်အောင်တွန်းပို့တာနဲ့တူပါတယ်။ဒါကြောင့်အကြောင်းအရာတစ်ခုကိုတင်ပြတော့မယ်ဆိုရင်ဖယားဟောနဲ့ကိုက်ညီမှုရှိမရှိတိတိချာချာလေ့လာပြီးမှတင်ပြပါလို့ပြောချင်ပါတယ်။ဥစဉ်ပြောတဲ့ပညာဆိုတာဘာလဲဟင်ဘယ်နေရာမှာအသုံးဝင်လဲပြောပြပါလားတဲ့။ပကာရိနဇာနာတိတိပညာအထူးထူးအပြားပြားကိုသိမြင်တဲ့တတ္တိကိုပညာလို့ခေါ်တယ်နော်။ နားလည်အောင်ပြောရမယ်ဆိုရင်ပညာဆိုတာအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးအမှားနဲ့အမှန်ပိုင်းခြားသိမြင်တာကိုပညာလို့ခေါ်တယ်။ပြောတဲ့မပြောတဲ့လုပ်တဲ့မလုပ်တဲ့သိမြင်တာကိုပညာလို့ခေါ်တယ်နော်။ပညာဆိုတဲ့နေရာမှာလည်းပဲလောကီပညာနဲ့လောကုတ္တရာပညာရဲ့ဆိုပြီးနှစ်မျိုးရှိတယ်။လောကီပညာဆိုတာကတော့လောကတဲ့အတတ်ပညာကိုပြောတာ။အဲ့ဒီလောကတဲ့အတတ်ပညာတွေကတော့နေရာတိုင်းမှာရှိတယ် ူ့နေရာနဲ့သူအတုံးဝင်တယ်နော်လောကုတ္တရာပညာကတော့ဗုဒ္ဓဟောကြားတဲ့သုတ်ဝိနိအဘိဓမ္မာတွေကိုပြောတာအဲ့ဒီလောကုတ္တရာပညာကတော့နေရာတိုင်းမှာမရှိနိုင်ဘူးဘာကြောင့်လဲဆိုရင်ခက်ခဲပြီးနည်းနည်းတဲ့အတွက်လူတိုင်းမသိနိုင်လို့ဖြစ်တယ်မှတ်ပိုင်ရှင်ကပညာရဲ့အတိတ်ဘယ်ကိုလဲမသိပညာဘယ်နှမျိုးရှိမှန်းလဲနားမလဲပညာဟာဘယ်နေရာမှာအတုံးဝင်မှန်းလဲမသိဘဲနဲ့လောင်းတလို့ပြောင်းတလို့နဲ့ဥစဉ်ကိုလာမှတ်တာ မရှိဘူးလားဟင်ညနာအမှန်လဲတင်မထားဘူးတတိကလည်းကြောင်သေးတယ်ယုတ်တိမဲ့ပြီးရှင်းနောက်မညီတဲ့ဒကာတော်တို့ရဲ့ကျန်းစာကိုဦးစင်းကသိတယ်နော်တိတော်လည်းပဲတူးနဲ့တူးချစ်ခင်နေရကနေအမုန်းပွားမှာဆိုလို့အဲ့ဓာတွေကို မပြောဘဲနဲ့ကိုယ့်ရဲ့အကောင့်မှာကိုယ့်ရဲ့ဘာသာရေးအကြောင်းတွေကိုသာတင်ပြီးကိုယုံကြည်ရကိုကိုလုံနေတာအဲ့ဒါကိုတက္ကရာတို့ကအတင်းဝင်ပြီးတော့သာသနာပြုနေတာနော် ညောင်မြစ်ကိုမတူးနဲ့ညောင်မြစ်ကိုတူးရင်ပုတ်တင်ဥပေါ်တတ်တယ်နော်ဦးစင်ကစေတနာနဲ့တရီပေးတာကိုမှန်တယ်ထင်လို့ပြောရဲတယ်ဆိုရင်ပရိုဖိုင်အမှန်တင်ပြီးတော့ဦးစင်လိုဗီဒီယိုဖိုင်နဲ့ပြောပါနော်နားလဲပါစီဖုံဖုံဖရပြည်တန်စာများကမိမိလက်နဲ့အလှူအတန်းလှုပ်ခွင့်မရှိတာ ဟုတ်ပါသလားဖရဖြေပေးပါနော်တဲ့မဟုတ်ပါဘူးနော် အလှူအတန်းလုပ်တယ်ဆိုတာဟာကုသိုလ်အလုပ်ဖြစ်ပါတယ်ကုသိုလ်ဆိုတာက၁အပြစ်ကင်းပါတယ်၂ကောင်းကျိုးကိုပေးစေပါတယ်အဲ့ဒီလိုအပြစ်ကင်းပြီးကောင်းကျိုးပေးတဲ့ကုသိုလ်အလုပ်ကိုလုပ်တာဟာဘယ်လိုလူမျိုးမဆိုလုပ်ကောင်းပါတယ်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကမဂရတိုင်းရာဇဂျိုမြို့မှာပြည်တံသာမအလှမယ်တိရိမာဆိုတာရှိပါတယ်အဲ့ဒီပြည်တံသာမအလှမယ်တိရိမာဟာ မြတ်စွာဘုရားရဲ့တရားကိုနာကြားပြီးသောတာပန်တည်သွားပါတယ်။သောတာပန်တည်တဲ့နေ့ကစပြီးပြည့်တန်စာမအလုတ်ကိုမလုတ်တော့ပဲနေ့စဉ်တန်ဃာတော်၈ပါးကိုအိမ်သို့ပြင်၍တရားနာကစွန့်ကပ်ပါတယ်။စဉ်းစားကြည့်ပါနော်။ပြည့်တန်စာများမိမိလက်နဲ့အလူအတန်လုတ်ခွင့်မရှိဘူးဆိုရင်မြတ်စွာဘုရားကပြည့်တန်စာမအလှမဲ့တိရိမှာအလူအတန်လုတ်တာကိုတားမှာပေါ့နော်။ အခုတော့မတားတဲ့အပြင်မြတ်စွာဘုရားကပြည်တံသာမအလှမဲ့တိရိမာကိုသောတာပန်ဒီအောင်တရားဟောပြီးတန်ဃာတော်ရှစ်ပါးကို နေ့စဉ်အိမ်သို့ကြွစီ၍အလှူအဒန်းလှုပ်စီခိုင်းခဲ့ပါတယ်။ဒါကြောင့်ပြည်တံသာများသည်မိမိလက်နဲ့အလှူဒန်းလှုပ်ခွင့်မရှိဘူးဆိုတာဟာမဟုတ်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။ဥပုံနေ့မှာဝါဆိုသင်္ကန်းကတ်လှူတဲ့အခါကိုယ်တိုင်ဝယ်လှူတာကမြတ်တယ် ဖုန်ကြီးကိုဝိထုငွေ1000 1500ငတ်ပြီးသင်္ကန်းယူကတ်တာမမှန်ဘူးလို့သိရပါတယ်ဖေယအဲ့ဒါဟုတ်မှန်ပါသလားဖေယတဲ့လူတွေကတော့ဆိုင်ကဝယ်ကက်တီပဲဖြစ်စီဖုန်ကြီးစီကသင်္ကန်းကိုဝိထုငွေကတ်ယူပြီးဖုန်ကြီးကိုပြန်ကတ်တီပဲဖြစ်စီဘလို့နီးနေပဲကတ်ကတ်ဥဒိုရပါတယ်ဥဒိုရပြီဆိုတဲ့ကိုကမြက်ပါတယ်နော်ဘာကြောင့်လဲဆိုရင်လူတွေကအယောင်းအဝယ်လုပ်လို့ရတဲ့အတွက်ပဲဖြစ်ပါတယ် ဘုန်းကြီးစီကသင်္ကန်းကိုဝိထုငွေကပ်ယူလိုက်တာဟာဝယ်လိုက်တာဖြစ်ပါတယ်။အဲ့ဒီလိုဝယ်လိုက်တာဖြစ်တဲ့အတွက်မိမိသင်္ကန်းဖြစ်သွားတာကြောင့်ဘုန်းကြီးကိုပြန်ကတ်တာဟာကုသိုလ်ရပါတယ်။ဘုန်းကြီးတွေအတွက်ကတော့မကောင်းပါဘူး။ဘာကြောင့်လဲဆိုရင်ဘုန်းကြီးတွေမှာအယောင်းအဝယ်မလုပ်ရဘူးဆိုတဲ့ရူပိယတန်ဝေါဟာရသိက္ခာပုဖြစ်လို့ပဲဖြစ်ပါတယ်။သင်္ကန်းကိုဝိထုငွေယူပြီးပြန်စွန့်လိုက်တာဟာရောင်းလိုက်တဲ့သဘောဖြစ်တဲ့အတွက် ရူဘိယတန်ဝဟာရတိခါဘူးအယနေတကိပါစိတ်အာဘတ်တင့်ပါတယ်။ဒါကြောင့်ဖုန်ကြီးတွေအတွက်ကတော့မကောင်းပါဘူးเนาะ။အားလုံးပဲမင်္ဂလာပါ။ပညာမဲ့သူယုတ်မာတွေဟာသူတစ်ပါးတန်တန်ကဈေးဈေးလောက်အပြစ်ကို ကြည့်ရှုပြီးကဲ့ရဲ့အပြစ်တင်ကြတယ်။မိမိတန်တန်ကကြီးမားတဲ့အပြစ်ကိုကြတော့မကြည့်ရှုကြဘူး။ပညာရှိသူတော်ကောင်းတွေကတော့ ူရဘာတန်တန်ကကြီးမားတဲ့အပြစ်ကိုမကြည့်ရှုဘူးမိမိတန်တန်ကဇီးဇီးလောက်ရှိတဲ့အပြစ်ကိုသာကြည့်ရှုပြီးမိမိကိုယ်ကိုဆုံးမ၍နေထိုင်ကြတယ်အဲ့ဒီလိုမိမိအပြစ်ကိုသာမိမိကြည့်ရှုပြီးမိမိကိုယ်ကိုဆုံးမ၍နေထိုင်ကြသောပညာရှိသူတော်ကောင်းတွေဟာနောက်ဆုံးမှာစင်ရဲ့ဒုက္ခချုပ်ငိမ့်ရာအမှန်ဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုကြရတယ်။ဒါကြောင့်ဓမ္မပဒပါဠိတော် ပါဝေယကာဇီဝကဝိထုမှာသူရပါဤမလျော်သော အပြစ်အနာစာကောင်းမကောင်းပြုမပြုကိုမကြည့်ရှုရမိမိကောင်းမှုမကောင်းမှုပြုမပြုကိုသာကြည့်ရှုရမည်လို့မြတ်စွာဘုရားကဟောကြားတော်မူထားပါတယ်။ဒါကြောင့်စိဉ္ရဒုက္ခချုပ်ငင်းရာအမှန်ဖြစ်တဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုလိုကြတယ်ဆိုရင်မိမိအပြစ်ကိုသာမိမိကြည့်ရှုပြီးမိမိကိုယ်ကိုယ်သာဆုံးမ၍နေကြပါလို့ ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်အရှင်ဘုရားကัญญံဝရိယကဘယ်ဟာကအဓိကကြပါလဲဘုရားတဲ့သုံးခုစလုံးအရေးပါတယ်နော်သုံးခုစလုံးအရေးပါပုံကိုဥပမာပုံကျင်လေးတစ်ပုဒ်နဲ့ပြောပြမယ်ကံ၅ရယ်ညံ၅ရယ်ဝရိယ၅ရယ်ဆိုပြီးဘာသုံးကောင်ရှိပါတယ်ဒီနေ့မှာတန်ငါတဲ့ဖလီတစီ၅ဖန်းထွက်လာတာကို 노ကြားနေတဲ့ဝရိယငါးကမြင်တဲ့အခါမှာထွက်ပြေးသွားတဲ့အတွက်လွံ့မြောက်သွားပါတယ်။ညံငါးနဲ့ကံငါးကိုတော့ဖမ်းမိသွားပါတယ်။ဖမ်းမိသွားတော့လည်းပဲညံငါးကညံကောင်းတဲ့အတွက်တေးချင်အောင်ဆောင်းနေလိုက်ပါတယ်။အဲဒီလိုတေးချင်အောင်ဆောင်းနေလိုက်တဲ့အတွက်ညံငါးကိုငါးအသေးပဲထင်ပြီးကန်းဆက်မှာချထားလိုက်ပါတယ်။ကန်းဆက်မှာချထားလိုက်တဲ့အခါတငါတဲတွေရဲ့အလက်မှာညံငါးဟာရေထဲကိုခုန်ချပြီးလွံ့မြောက်သွားပါတယ်။ ကံ၅ကတော့ကံကောင်းရင်အသက်ရှင်မယ်ကံမကောင်းရင်အသက်သေမယ်ဆိုပြီးကံကိုသာမျှော်နေပါတယ်အဲ့ဒီလိုမျှော်နေတဲ့အခါနောက်ဆုံးမလွတ်မြောက်ပဲတငါသမားတွေရဲ့တက်ဖြက်စားတောက်ခြင်းကိုခံလိုက်ရပါတယ်အဲ့ဒီ၅၃កောင်ကိုကြည့်လိုက်ပါအဲ့ဒီ၅၃កောင်ထဲမှာဝရိယ၅ဟာဝရိယကိုအာတန္တာဟန်ပင်မဲ့သူ့မှာဉာဏ်ရောကံရောရှိပါတယ်노ကြနေတာကဝရိယဖြစ်တယ် တန်ငါတဲ့လှီကိုတန်ငါတဲ့လှီမှန်းတည်တာကညံဖြစ်တယ်။ကြိုးစားပြီးထွက်ပြေးတာကကံဖြစ်တယ်။ကံဆိုတာကအလုတ်ကိုပြောတာပါနော်။အဲ့ဒီလိုကံညာဝရိယ၃ခုပြည့်စုံနေတာကြောင့်ဝရိယ၅သည်သေဘေးမှလွတ်မြောက်သွားပါတယ်။ညာ၅ကိုလည်းကြည့်လိုက်ပါ။သေခြင်းအောင်ဆောင်နေတာကညံဖြစ်ပါတယ်။တန်ငါတဲ့တွေရဲ့အလစ်ကိုစောင့်ကြည့်နေတာကဝရိယဖြစ်ပါတယ်။ခြေထဲကိုလွတ်အောင်ခုံချလိုက်တာက ကံဖြစ်ပါတယ်။ အဲ့ဒီလိုကံညာဝရိယ၃ခုပြည့်စုံနေတာကြောင့်ညာငါးလဲတေဘေးကလွတ်မြောက်သွားပါတယ်။ကံငါးကတော့ကံတစ်ခုတည်းကိုသာစောင့်မျှော်နေတဲ့အတွက်တေဘေးမှမလွတ်မြောက်ပဲတငါသေးရီရဲ့တက်ဖြတ်စားတော့ခြင်းကိုခံလိုက်ရပါတယ်။ဒါကြောင့်ပြောကျင်တာကကံညာဝရိယ၃ခုရှိတဲ့အနက်တစ်ခုလိုလို့မရဘူး။၃ခုစလုံးပြည့်စုံမှသာရတာဖြစ်တဲ့အတွက်၃ခုစလုံးအရေးပါအရာရောက်တယ်လို့ပြောကျင်ပါတယ်။မမောဘူးလားဖေရ။ မေးတဲ့လူကလည်းမေးချင်တိုင်းမေးနေဖုံဖုံကလည်းဖြေပေးနေတဲ့ရုပ်ဝါဒတွေလွှမ်းမိုးမှုကြောင့်နာဝါဒတွေမှိမ့်မိန်ပြီးဘာသာရေးအသိဉာဏ်တွေစိုးရုပ်လာတဲ့ယခုလိုခေတ်ကလာမှာအမေးအဖြေလုပ်ပေးခြင်းဟာမေးတဲ့လူအတွက်လည်းအကျိုးရှိသလိုဥစဉ်အတွက်လည်းကုသိုလ်ဖြစ်စေပါတယ်မေးမြန်းတဲ့အလေးထားဟာကောင်းမြတ်တဲ့အလေးအထဖြစ်ပါတယ်သူဘလူလင်မြတ်စွာဘုရားကိုမေးလျှောက်တဲ့ပု္ပ္ပာ၁၄ချက်ထဲမှာ တချို့လူတွေကညံကောင်းပြီးတချို့လူတွေကဘာကြောင့်ညံမကောင်းရတာပါလဲဖရားဆိုတဲ့အချက်တစ်ချက်ပါပါတယ်အဲ့ဒါကိုမြတ်စွာဘုရားကညံကောင်းရတဲ့အကြောင်းရင်းဟာမေးမြန်းလို့ဖြစ်ပြီးညံမကောင်းရတဲ့အကြောင်းရင်းဟာမမေးမြန်းလို့ဖြစ်တယ်လို့ဖြေကြားတော်မူပါတယ်ဟုတ်ပါတယ်ညံကောင်းတဲ့လူအများစုကိုတွားကြည့်လိုက်ပါ သူတို့တွေဟာအမြဲတမ်းမေးမြန်းလေ့လာနေတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မေးမြန်းခြင်းဟာကောင်းမြတ်တဲ့အလေးထားဖြစ်တယ်လို့ ဖြေချပေးတဲ့သူအတွက်လဲကုသိုလ်ဖြစ်စေတဲ့အတွက်ဥစဉ်အနေဖြင့်အမေးအဖြေလုပ်ပေးရတာဟာမမောပါဘူးเนาะ